ားလုံးမင်္ဂလာပါ30 second century gamers ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့ Kalina ရဲ့ Zenith skin အသစ် Cross Center ကိုဝတ်သိမဝတ်သိ review တောင်းဖြစ်ပါရယ်နောက်ပြီးတော့ Facebook ကကြည့်ရလူတွေအနေနဲ့ဒီ video လေးကို share ပြီးတော့ comment မှာတခုခုရေးပေးခဲ့ရုံနဲ့အဲ့ဒီတွေတဲ့အနောက်ကို star like ကလက်ဆောင်ပေးပါမှာပါ Okay အဲ့တော့စလိုက်ရအောင်ဗျ Selina Zenith ဟာ Cinderella ပုံမျိုးအခြေခံနာဖြစ်တယ်ဒီမှာတော့ Dark Sansan plot twist လေးပါပြီးတီးကံမနေပဲအကုန်လုံးလက်တော့ပြန်မယ်စုံမတယောက်နေနဲ့မြင်တွေ့ရမှာပါ သူ့ရဲ့ story အပြည့်စုံကိုဒီမှာတင်ထားပြီမို့လို့အကျဲသွင်းတော့မရှင်းပြတော့ဘူးအင်ရှူအစမှာမင်းသားလေးရဲ့တစ္ဆာဖောက်မှုကြောင့်ဝင်းထဲပူဆွေးနေရတဲ့စလီနာလေးကိုမြင်ရမှာပါအဲ့နောက်သူမရဲ့ဆုံးမဝိညာဉ်ဟာပဲစလီနာကိုမှော်ပြုံစေလေးကမ်းပေးလိုက်ချိန်မှာတော့ Princess စလီနာလေးကလည်းဆုံးမလုံးလုံးအသွင်ပြောင်းသွားပါတော့တယ်အဆုံးသက်မှာစလီနာကိုကူညီပေးခဲ့တဲ့ပြုံသီးလေးပေါ်လာမှာပါ background နေနဲ့ကပွဲကျင်းပရာဘောလုံးကိုတုံးနာပြီးစလီနာရဲ့ရှေ့မှာ သူ့စီခါစားနေတဲ့ကြွက်လေးနှစ်ကောင်ကိုတွေ့ရမှာပါအဲ့ကြွက်နှစ်ကောင်ကတော့မေဘီသူအသွင်ပြောင်းသားရဲ့မင်းသားလေးလည်းဖြစ်နေနိုင်ပါ යි random action အပြင် wish form ပြောင်းမဲ့ interactive action လေးလည်းပါမယ် engine style မှာတော့ princess form မှာဆိုခရမ်းနိုင်အောင်ပွဲသက်ခံဝင်လေးနဲ့ဖဲပြားလေးနဲ့စရိနာကိုတွေ့ရပြီး wish form မှာတော့ပြောင်းအောင်တောက်တောက် dancing dress လေးရဲ့ပန်းရောင်လက်သေးတွေနဲ့နီဝါရောင်စပင်ကြီးတွေဆင်ထားပါရဲ့ထီထားမိတာကစလီနာတဝိုက်ပြေးနေတဲ့ magic crystal လေးတွေပါပဲ ရဒါအရှင်တွေလည်းပါတယ်လို့ဇီးနစ်စကင်တွေရဲ့အသက်လို့ပြောရမယ်စီးတော့ရင်ထွက်လာမယ်ရကောအရှင်လည်းပါမယ် icon အသစ်တွေနဲ့ sound effect voice over အသစ်တွေလည်းပြောင်းအောင်ပါ basic attack မှာစူးကြုံ ampan လေးပြစ်လိုက်တာဖြစ်တယ်အရင်က crystal ခဲလေးတွေလောက်ပဲပါခဲ့ရမှုဒီတစ်ခေါက်မှာ design တိကျဆွဲရတယ်လို့ပြောမယ်ဗျနောက်ကခဲရောင် flow effect လေးတွေပါလာပြီး enemy hidden effect ကိုတော့ light streaks effect လေးတွေသုံးထားရယ် wish ပေါင်းကိုကြည့်ရရင်ကောက်ရအောင်မှာ golden bubble သုံးထားပြီး enemy စီမှာလည်း လက်သေးရပဲကြံခဲ့ပါတယ်ဒီမှာတော့တိတ်တူကြမသိရဘူး scale 1 episode trap တခြား selina skin တွေအကောင်လုံးက trap ချရတဲ့နေရာမှာ episode develop ခေါင်းလေးပါမယ် ground effect လေးပါမယ်အဲ့ဒီ concept ကိုမှအမျိုးမျိုးပြောင်းနေရပါ virus ကောင်ကတော့ develop ခေါင်းကနေပြောင်းသုံးတာဖြစ်တယ်ဒီ cursor center မှာတော့အဲ့ဒီ concept ကနေလုံးဝခွဲထွက်သွားပါပြီဒီတိုင်းမြည်ပြင်းပေါ်မှာ episode ခေါင်းလေးတင်နေမဲ့အစားနွေပြင်တစ်ခုအရင်ပေါက်လာပြီးအဲ့ကနေမှမော်ပြုံသီးလေးထွက်လာမှာဖြစ်ပါရဲ့ ပြောရရင် episode ခေါင်းတစ်ခုလည်းမဟုတ်တော့ဘဲနှွေးပင်ရောဖြုံသီးပါ visual နှမျိုးသုံးတာပါတခြား episode ခေါင်းတွေလိုမဟုတ်ဘဲလေးပေါ်မြောက်နေတာကလည်းသူ့ထူးခြားချက်ပဲအဲ့နောက် ground effect မှာ rage အပြစ် gradient color သုံးတာရဲ့တခြားဟာတွေကအနည်းဆုံးတော့အောက်ကမြေပြင်ကိုမြင်နေရတတ်ပါတယ်ဒီမှာတော့အောက်ကမြေပြင်မှာမကျန် effect opacity အပြစ်သုံးတာမို့လို့ပေါ်တလေးတစ်ခုဖွင့်လိုက်တယ်လို့ခံစားရစေပါပါဒါကိုလည်း unit လို့ပြောနိုင်တယ် range age အရာ ဖလော်ရယ်ပတန်တွေပါမယ်အခု enemyo ထိသွားတဲ့အခါမှာတော့တေချာပေါက်ပေါ်တဲ့ကြီးတစ်ခုပွင့်လာပါပဲအပစ်စကင်အပါဝင်ကြိုက်တဲ့ဆရီနာစကင်သွားကြည့်လို့ရတယ်ဘာလို့မှဒီလို range effect မပါခဲ့ဘူးဘူး hamming circle အဝိုင်းလေးသာပုံစံမျိုးပြောင်းသွားတာပါအဲ့တော့ဒီကပေါ်တဲ့ကိုကြည့်လိုက်ရင် intro မှာတွေ့ခဲ့ရတဲ့ပက်လက် lee grid တွေလိမ့်ဆင်းသွားမှဖြစ်ပြီးရှေးကဟာရီထက်ကိုပို unit ဖြစ်သွားရဲ့ပြောရရင်နောက်ဆလီနာစကင်တွေထွက်လာလို့ဒီလို range effect မှမပါခဲ့ရင်တော့တမျိုးကြီးဖြစ်နေတော့မှာပါ ဒီမှာအားသာနေပေမဲ့ time mess ကအဖက်မှာတော့အနှွဲပင်ပတ်တန်တွေတုံးရအောင်လို့တခြားဟာယူနေရှိရင်တော့အားနေသွားနိုင်တယ်။ enemy mark ကိုဖန်သားဖနက်တွေတုံးတာပြီးတခြားဟာတွေရဲ့ simple design တွေနဲ့ရှိရင်တော့ပိုသဘောကျမိရဲ့။အဲ့နောက် crystal pumpkin အကောင်ကြီးထွက်ကြိုက်မှာဖြစ်ပြီးအောက်မှာအနှွဲပင်တချို့ပါမယ်။ဒါကတော့ကိုစီတုံးနာကြအောင်လို့မစိုးလို့ပြောရမယ်။အဲ့ဒါကြောင့်ဒီ scale ဝမ်းမှာ unit ဖြစ်နေတဲ့အနှွဲပင်နဲ့ဖြုံသည့် visual တွေပေါ်တဲ့အလားတင်ရတဲ့ range effect တွေတို့ကြောင့် ရိတ်တဲ့နိုင်ပိုင်ထံပေးလိုက်ပါရဲ့ဗျ Scale 2 Bezel Arrow ပေးဆက်ခေါင်းအနေနဲ့အပြန်အောင်မော်ဖြုံသီးကောင်လေးကိုပြစ်လိုက်မှာဖြစ်တယ်တခြားစလီနာတွေကအပြင်ဆက်ခေါင်းပုံစံအောင်ပဲမျိုးမျိုးပြောင်းလာကြပြီဒီအခုမှသာဒီဇိုင်းအစ်စ်ခွဲထွက်သွားတာပါနောက်တစ်ချက်က animate ဖြစ်နေရပါပဲတခြားပြည့်စဲခေါင်းတွေအကုန်ငြိမ်တိုင်းထွက်သွားတာဆိုပေမဲ့အခုအမော်ဖြုံသီးမှာတော့သွားပြဲပြီးလိုက်ကိုက်နေမဲ့ animation လေးစတုံးလာခဲ့ပါတယ်သူ့နောက်ကနေ pattern tree file လိုက်လာရမယ် အပိစက်ခေါင်းတွေရဲ့အမိပါရတော့တိထက်ပိုသဘောချမိပင်မဲ့ဒါကလည်းမစိုးလို့ပြောလို့ရရဲ့အားရဆုံးကတော့စကင်ဝန်းနဲ့ပေါင်းပြတဲ့အဖက်ပါပဲတခြားစကင်တွေမှာအခုလိုပြင်မိုးရှင်းတဲ့ဖက်လေးပိုလာတာကလွဲလို့ခေါင်းဆိုင်ရအတူတူပဲဒါပေမဲ့ဒီ Casa Center မှာတော့ visual design တဲ့စပါဝင်လာပါပြီအဲ့ဒါကတော့ရှေ့ကမော်ပြုံသီးဟိုမှာဘိမ့်တက်ပေးလိုက်တာပဲဖြစ်ပါတယ်တနည်းအားဖြင့်စနီလောင်ကိုကပွဲလိုက်ဖို့ပေးခဲ့တဲ့ရထားလုံးကို reference ယူတာပါ trade effect မှာလည်းရွှေရောင် flow effect sparking effect တွေပါလာပြီးထိဝါရင်နွယ်ပင် effect တွေပေါ်လာမယ်အဲ့တော့ဒီ scale တို့မှာရိုးရိုးဖောင်ရော enhance ဖောင်မှာပါတမျိုးစီ unit ဖြစ်နေရဲ့ပေါ်ပြုံသည့် design တို့ကြောင့် rating ကိုအိပ်ပန်ခံပေးလိုက်ပါကြီး ultimate primary darkness ဒီမှာအဓိက screen effect နဲ့ sound effect တွေပါပဲတိတဲ့အတိုင်း cleaner ဆိုတာ ultimate ဖောင်ခဏခဏပြောင်းနေရတဲ့ hero ဖြစ်တဲ့အဲ့အတွက် ordinate လိုက်တိုင်းမှာခုလိုနွယ်ပင် screen effect တွေ အော်ကက်စထရာတီးလုံးတွေမျက်စိနဲ့နားထဲဆွဲနေရအောင်မြင်ရကြားနေရမှာပါအခုလို official ဖောင်ပြောင်းလိုက်ချိန်မှာတော့လက်သေးချွန်ချွန်စပင်းအရောင်တောက်တောက်ပွဲတက်ကာဝင်ကြီးနဲ့ဆုံးမဆလီနာကဘွားကလေးပေါ်လာပါပါအပစ်တို့ဇိုရီယန်တို့ဆိုဆလီနာရဲ့ figure ပုံရိပ်လေးပဲပါခဲ့ပြီးအခုကျမှ 3D visual စသုံးလာခဲ့ရဖြစ်ပါရဲ့သူ့အောက်မှာဆိုရင် slime မီးတွေနဲ့ stand skin ရှိမှာပေါ့ soma creator အနေနဲ့ enemy ကို horrific အရသာကောင်းကောင်းပေးနိုင်လောက်မှ effect မျိုးပါပဲသူ့ပတ်လေ flow effect တွေလည်းပါမယ် screen effect နွယ်ပင်တွေကိုလည်းဖောင်တမျိုးစီကိုအရောင်တမျိုးစီသုံးထားရဲ့အတွက်တခြား screen effect ပါတဲ့ skin တွေနဲ့ရှင်ရင်ဒီ Selina ကတကွက်တာနေနိုင်တယ်ဒီထက်တာတာကိုပြောပါဆိုရင်တော့ Lunox ရဲ့ Legend skin ပါပဲအဲ့လိုပဲ skin effect ပိုင်းမှာလည်း Princess Fawn နဲ့မတူအောင်ခင်းရောင်နဲ့ရွှေရောင်တွေပြောင်းသုံးပေးထားရဲ့အတွက် skin တမျိုးထဲမှာတင်ကြတာတမျိုးခံစားစေလိမ့်မယ်တခြား Selina မှာဆိုရင် Fawn တမျိုးလုံးအရောင်တူတူပဲသုံးခဲ့ကြတာပါအဲ့ဒါကြောင့် Raiden နေနဲ့8.5ပါထမ်းပေးလိုက်ပါတယ် စကေးဝမ်ဆောလ်အီတာစကေးပွင့်ရရင်လက်နှစ်ဖက်လုံးမှာဂလူးဖက်လင်းလာမှာဖြစ်ပြီးထရီအဖက်အနေနဲ့ရွှေရောင်စထရင်းအဖက်လေးကိုလိုက်လာမယ်ကုတ်တဲ့နေရာမှာဆိုပူကြည့်လို့လှရပြအနီမီရှိနေရင်တော့ခင်းအောင်နဲ့ရွှေရောင်ကုတ်ရည်တွေပေါ်လာမှာဖြစ်ပြီးတနည်းအားဖြင့် basic attack ကိုပူကြည့်လိုက်တယ်လို့ပါပဲတခြားစလီမိုင်းမှာလည်းဒီလိုပဲမို့လို့ထရီရူးတော့မပြောလို့ကုတ်ရည်ကိုကုတ်ရည်လုံးမပေါ်အောင်ဆိုလို့ virus တကောင်ပဲရှိပါတယ်ဒီမှာတိတိတတ်တာပေါ်လာတာက swarm effect လေးပါပဲ breathing နေနဲ့7 wave pattern ပြပါရဲ့ scale to garage ရွှေရောင် spiral အချွန်ကြီးထိုးထွက်လာမှာဖြစ်တယ်။ဒီနေရာမှာ visual effect သုံးထားတာဆိုလို့ business zone တွေပဲရှိရုံမှာပါ။ဘာနဲ့တော်သူလဲဆိုရင် Sephana ရဲ့ scale to လိုမျိုးပေါ့။နောက်ပြီးရွှေရောင်တလက်လက်နဲ့ဆိုတော့မသိရင် color အတိုင်းပဲ။အဲ့နောက်ကနေခင်းရောင် aura effect တွေလိုက်လာမှာဖြစ်ပြီး motion effect လည်းပါတဲ့လောက်ပါရလို့ဆိုရမယ်။ဒီမှာတော့ rating အနေနဲ့ visually ပါလာတာကြောင့်အိပ်ပိုင်းနှံပေးလိုက်ပါ Ultimate Blessing of the Mongodas ဒီလို Princess Fawn ပြန်ပြောင်းတဲ့အခါမှာတော့ Wish Fawn လောက်တော့မိုက်မှာမဟုတ်ဘူး။ဒီရှားမီလာကအုတ်ချိန်နာရီအဖက်လေးပဲ Cinderella မှာလို့ည7နာရီကျော်သွားရဲ့ reference ပေါ့။ Channel တော့ Trace Effect လေးတွေသုံးတာရဲ့ဒါကတော့မစိုးလို့ပဲပြောရမှာပါ။ Screen Effect နွယ်ပင်တွေကတော့အပြောင်းဖြစ်သွားရဲ့။အဲ့တော့တခြားအားရင်းနဲ့ရှင်ရင် Visual ဘက်မှာအားမရဖြစ်ပြီးပင်မဲ့အချိန်စကွင်းနဲ့ Screen Effect တို့ကိုထည့်သွက်ပြီးတော့ Rating 7.5ပါတန်းပေးလိုက်ပါရဲ့။အကြီးဆုံးအရင်ဒီဇင်းနစ်က Selena မှာတွေ့လို့ရှိရဲ့ effect ပုံစံတွေကနေ question နေရဲ့ skin ဖြစ်တယ်။ပေါ်တဲ့တစ်ခုလိုဖြစ်နေရဲ့ range effect တွေ design နှမျိုးနဲ့မော်ပြုံသည့် error တွေခဏခဏပေါ်နေမဲ့ screen effect နှမျိုးတွေကဒီဆင်းနေရဲ့အဓိကချက်တွေပါပဲ။ push font ဘက်မှာက preset font လောက်ပြောစရာနည်းပေမဲ့ color usage ဘိုင်းကိုတော့တဘောကြမိပါရဲ့။အဲဒါကြောင့် overall rating ကို8.5ပန်းထမ်းပေးလိုက်ပါရဲ့ဗျ။သင်က track effect အကြောင်းနက်နက်တွေကိုမှတခြားဆက်လီနာရဲ့ဂျာမှာ visual တစ်မျိုးနဲ့ခွဲထွက်ခြင်းနဲ့ screen effect တွေ transform effect နဲ့ wish form ကိုအရောင်တောက်တောက်သုံးနေတယ်ဆိုရင်တော့ဒီ selina cursor center ကဝယ်တဲ့ screen တစ်ခုဖြစ်ကြောင်းပြောရင်ကျွန်တော်ခုဆက်လက်ပြီး event လေးနှစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့ဒါတော့အကုန်တူတူချပြီဖြစ်မဲ့ dazzling golden bowl ဆို event လေးပါဒါမျိုးကိုအရင်ကလည်းတွေ့ခဲ့ဖူးမှာပါအဝိုင်းကွက်တစ်ခုစီမှာ rewards တစ်ခုနဲ့ test တစ်ခုစီပေးရမယ်။ Bingo Blue တန်းတန်းတက်ဆိုင်ရ rewards တွေထည့်ရနိုင်တယ်။အဝိုင်းကွက်အကုန်ပြည့်သွားရင်တော့ Ellie Skin Box လေးရလာမှာပါ။ နောက်တစ်ခုကတော့ promo diamond event မှာ promo diamond တွေကိုအခုချိန်မှာစုထားလို့ရနေပါပြီဒီမှာဆိုရင်လည်းအဲ့တိုင်းပဲ login ဝင်မယ် game shop မယ်ဆိုတော့ test တွေလုပ်ရင်းနဲ့ promo diamond တွေကိုစုနိုင်မှာဖြစ်ပြီးတော့3လပိုင်း26ရက်နေ့မှာဆိုရင် promo diamond တွေကိုစသုံးလို့ရရမှာပါ4လပိုင်းတရနေ့ထိသုံးလို့ရမှာဖြစ်ပြီးဒီချာရဲ့မှာ skin တွေဝယ်လို့ရမယ် block ရေဖောက်လို့ရမယ်အပြင် alpha ရဲ့ legend skin နဲ့ဒီ selina ရဲ့ zenith skin event တွေမှာလည်းဒီ promo diamond တွေကိုအသုံးချလို့ရမှာပါ အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။တင်းရဲ့ထင်မြင်ချက်ကိုလည်းအောက်မှာရေးဝတ်နိုင်ပါတယ်။ See you guys next time.